ချန်ပီယံလူဝဲဟာမပြီးဆုံးသေးဘူးလို့အာဆင်နယ်နဲ့မန်စီးတီးကိုသတိပေးလိုက်တဲ့ဘန်ဒိုက် ပရိသတ်များရှင်မန်စီးတီးကိုသုံးဂိုးပြန့်နဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာလီဗာပူးအသင်းရဲ့ပရီးမီးယားလိချန်ပီယံဆုကိုကာကွယ်ဖို့မျှော်လင့်ချက်ကပို့ပြီးတော့မိမ့်မိန်သွားခဲ့ရလဲဖြစ်ပါတယ်။အသင်းကောင်းဆောင်ဘာဂျာဗန်ဒိုက်ကတော့ဖလားကိုလက်လွတ်သွားမှာမဟုတ်ဘဲရအောင်ကာကွယ်သွားမှာဖြစ်ကြောင်းကိုအခိုင်အမာပြောဆိုသွားခဲ့ပါတယ်။နေပြအာနီစလောရဲ့လီဗာပူးအသင်းကအီတီဟက်ကွင်းကိုလာမကစားခဲ့မှာနှစ်ပွဲစတိုင်အနိုင်ရရှိထားခဲ့ပေမဲ့အဲ့ဒီအချိန်အဟုန်လေးကဘယ်ဂွာဒီယိုလာရဲ့ပွဲပေါင်းတထောင် ောင်ပြည့်ပွဲမှာလုံးဝမြင်တွေ့ခဲ့ရခြင်းမရှိဘဲနဲ့ဆိုးရွားလုံးနဲ့စွမ်းဆောင်ရည်နဲ့ရှုံးနေခဲ့ပါတယ်။အာလင်းဟာလန်ကပင်နယ်တီလွဲချော်ခဲ့ပြီးတော့မကြခင်မှာပဲမန်စီးတီးအတွက်အဖွင့်ကိုးကိုခေါင်းတိုက်သွင်းယူခဲ့ပြီးတော့သူ့ရဲ့အကောင်းဆုံးပုံစံကိုဆက်လက်ပြီးတော့ပြသခဲ့ပါတယ်။လီဗာပူးတို့ပထမပိုင်းမပြီးခင်မှာခြေပါကိုသွင်းယူခဲ့ပြီလို့ထင်ခဲ့ကြပေမဲ့အန်ဒီရောဘတ်ဆန်ကလူကြုံနေသားမှာရှိနေခဲ့ပြီးတော့ကစားကွက်မှာ တက်ရောက်မှုရှိနေခဲ့တယ်ဆိုပြီးတော့တမ်းမှတ်ခဲ့တဲ့အတွက်ဗန်တိုင်းရဲ့ခေါင်းတိုက်သွင်းကိုပယ်ဖျက်ခံခဲ့ရပါတယ်ဒီဆုံးဖြတ်ချက်ကြောင့်ကြောင့်မို့နီးပြဆလော့ကတော်တော်လေးဒေါသထွက်ခဲ့ရပြီးတော့ပထမပိုင်းမပြီးခင်မှာပဲနီကိုဂွန်ဇာလက်ရဲ့အဝေးကန်ချက်ကြောင့်နှကိုကိုမရှိဖြစ်သွားခဲ့ပါတယ်ဒုတိယပိုင်းမှာတော့လီဗာပူးဟာအနိုင်ငယ်တိုးတက်လာခဲ့ပေမဲ့ဂျယ်မီဒူကူရဲ့တကူတော်စွမ်းဆောင်ရည်နဲ့အတူတတိယမြောက်သွင်းကိုသွင်းလိုက်တဲ့အချိန်မှာလီဗာပူးအတွက်ပြန်လာဖို့မျှော်လင့်ချက်တွေက ပြတ်သုံးသွားခဲ့ရတာဖြစ်ပါတယ်ဒီနိုင်ပွဲကြောင့် Man City အသင်းဟာ Premier League ဈေးအားမှာဒုတိယနေရာကိုပြန်တက်လာပြီးတော့ Arsenal ရဲ့နောက်၄မှတ်အကွာမှာရပ်တည်နေပါတယ် Liverpool ကတော့ Arsenal နဲ့၈မှတ်အကွာအဆင့်၈နေရာအထိကိုကျဆင်းသွားခဲ့ပါတယ်အခုဆိုရင်တော့ Liverpool အသင်းဟာ Premier League ၁၁ပွဲမှာငါးပွဲအထိကိုရှုံးနိမ့်ထားခဲ့ပြီဖြစ်ပြီးတော့ဒီအချိန်လေးကချန်ပီယံပွဲကိုကာကွယ်ဖို့အခွင့်အရေးတော်တော်လေးကိုနှေးပါသွားပြီလို့ဆိုနိုင်ပါတယ် ဒါပေမဲ့ဘန်ဒိုင်ကတော့အခုမှနိုဝင်ဘာလပဲရှိသေးတာကြောင့်ချန်ပီယံလူပွဲမှာသူတို့ပြန်ပါလာနိုင်သေးကြောင်းပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ်။အဲဒါကတည်ငြိမ်မှုရှာဖွေပြီးတော့ဆက်လက်လှုပ်ဆောင်သွားဖို့ပါပဲ။အခုကျွန်တော်တို့ကိုယ်နိုင်ငံတွေကိုသွားကြမယ်၊ကြန့်ခိုင်အောင် နေထိုင်မယ်၊ပြီးတော့နောက်ပိုင်းမှာခီးရှည်ကြီးအတွက်အစင်သစ်ဖြစ်နေအောင် ပြင်ဆင်ထားရပါမယ်။ကျွန်တော်တို့ဘလို့မှလက်လျှော့သွားမှာမဟုတ်ပါဘူး။ရာသီအခုမှနိုဝင်ဘာလထဲမှာရှိပါသေးတယ်။ နောက်ထပ်ရာသီရှည်ကြီးကစားဖို့ရှိပါသေးရင်ကြီးမားတဲ့တိုက်ပွဲတွေလည်းကျွန်တော်တို့အသင့်ဖြစ်နေပါပြီပထမပိုင်းကခက်ခဲခဲ့ပါတယ်သူတို့ဘက်ကအပေါ်လုံးကိုပို့ပြီးတော့တတောင်းတတားကင်ကစားခဲ့ပြီးတော့ကျွန်တော်တို့ဘက်ကဖိအားပေးဖို့ခက်ခဲခဲ့ပါတယ်အန်ဒီရဲ့တိတ်မရှိခဲ့ဘူးလို့တော့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဒိုကူကခေါင်းမုန်တဲ့ပုံစံကိုပြသခဲ့ပြီးတော့တယောက်ချင်းတွေးဆမှုတွေမှာ corner bread layer အတွက်တခါတလေခက်ခဲခဲ့ပါတယ် ကျွန်တော်တို့အရင်ကြီးဒုက္ခရောက်ခဲ့ရလို့တော့မချင်ပါဘူး။ဒါပေမဲ့ပိုကောင်းအောင်တော့လုံနိုင်ခဲ့တဲ့မှာရယ်ဒုတိယပိုင်းမှာကျွန်တော်တို့ပို့ပြီးတော့အားထုတ်ကစားခဲ့ပါရယ်။ဘလုံးပိုင်ဆိုင်မှုပိုင်းမှာပို့ပြီးတော့အရှိန်ဟုန်ရခဲ့ပေမဲ့ကျွန်တော်တို့ရဲ့ဖျားပေးကစားပုံကလုံလောက်မှုမရှိခဲ့ပါဘူးဆိုပြီးတော့ဗန်ဒိုက်ကပြောဆိုသွားခဲ့ပါရယ်။ဆက်လက်ပြီးတော့လည်းဗန်ဒိုက်ကပယ်ဖျက်ခံလိုက်ရတဲ့သူ့ရဲ့ဂိုးနဲ့ပတ်သက်လို့ဘာမှချက်မှမပေးလို့ကြောင်းလဲပြောဆိုသွားခဲ့ပါရယ်။ ဘလုံးနေပင်မှာဒိုင်လူကြီးတွေကပဲအထူးအဆုံးဖြတ်ချက်တွေကိုချကြတာပါကျွန်တော်တို့ကအကွင်းထဲမှာအရာကိုရင်ဆိုင်ရပါတယ်ကျွန်တော်တို့ဘက်ကအဲ့ဒီအကြောင်းကိုဆွေးနွေးနေဖို့အကြောင်းရင်းမရှိပါဘူးအမှန်တရားကတော့ကျွန်တော်တို့သုံးကိုကိုမရှိနဲ့ရှုံးနေခဲ့တာပါပဲဒါကအကြီးမားတဲ့ထိုးနဲ့ချက်ပါပဲအပေခံလိုက်ရတဲ့ကိုအကြောင်းကျွန်တော်ဘာပြောပြောအရေးမကြီးပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြောသမျှအရာအားလုံးကမီဒီယာတွေမှာပါလာပြီးတော့နိုင်ငံတကာပွဲစဉ်ကာလတစ်လျှောက်လုံးကျွန်တော်ပြောခဲ့တဲ့စကားကိုပဲအကျင့်တဝင့်လုပ်နေကြပါလိမ့်မယ် ကျွန်တော်ရှုံးနေမှုအပေါ်မှာပဲအာယုံစိုက်ပါတယ်ဒီကိုခွင့်ပြုသင့်လားဆိုတာကိုခင်ဗျားတို့ကိုယ်တိုင်ပဲဆွေးနွေးနိုင်ပါတယ်ဆိုပြီးတော့ဘန်ဒိုက်ကပြောဆိုသွားခဲ့ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက် One Daily Sport ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်